အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမှာကတော့တနင်္ဂနွေသားသမီးများ2026ခုနှစ်တနစ်စာဟောစနံပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးများဟာဂုံတရင်ကြော်စောပြီးအထူးအောင်မြင်မဲ့နေ့ဖြစ်ပါတယ်ဒါပေမဲ့မိမိလုပ်ငန်းခွင်မှာတပားသူကဩဇာလွှမ်းမိုးခြင်းခံရရပါတယ်ဘလောက်ပဲခက်ခဲတဲ့ကိစ္စရများဖြစ်ပါစေထူးခြားစွာအောင်မြင်ပါလိမ့်မယ်မိတ်ဆွေတို့များနဲ့အသိုင်းအဝိုင်းနယ်ပယ်ကိုချဲ့ထွင်နိုင်ပါမယ် လူမျိုးကွယ်လူမျိုးခြားများနဲ့ဆက်ဆံရေးမှာအကျိုးပေး ကောင်းပါမယ်။မိတ်ဆွေအကြီးအကဲများဤအကြံဉာဏ်များရယူပြီးလုပ်ငန်းကိစ္စရဲ့များဆောင်ရွက်လျင် အကျိုးထူးများခံစားရမယ်နေဖြစ်ပါတယ်။အမိအဖလုပ်ငန်းမှာအထက်လူကြီးများရဲ့ချစ်ခင်အားကိုးခြင်းမဆာခြင်းများရရှိပါမယ်။ဘဝမှာအစဉ်တန်းမြင်မောက်စွာနေထိုင်လိုစိတ်ပြင်းပြပြီးဘဝလန်ခီးတွင်အလေအပြောင်းအတက်ကြများစွာကြုံတွေ့ရနိုင်ပါတယ်။ မိမိရဲ့အာနာရမှုကြောင့်မိမိခံစားအခွင့်များကိုသူတစ်ပါးကဝင်ရောက်ပြီး အခွင့်အရေးယူသွားပါလိမ့်မယ်။အထူးသဖြင့်ဒီနှစ်2026ခုနှစ်မှာတနင်္ဂနွေသားသမီးများဟာမိမိမွေးရမည်နဲ့ဝေးကွာသောနေရာဌာနတစ်ခုမှာတိကျရက်ဒီရှင်သင်လျက်အောင်မြင်မှုကိုရယူလိုသူမိမိနဲ့စိတ်တူကိုယ်တူရှိသူနဲ့ပေါင်းပေါ်လက်တွဲလုပ်ကင်ပါကလုပ်ငန်းများအောင်မြင်ပါမယ်။နိုင်ငံရဲ့ခြားမှတင်သွင်းသောကုန်ပစ္စည်းများရောင်းဝယ်ခြင်း ကွန်ပစ္စည်းများကိုရင်းနှီးမြှုပ်နှံခြင်းများပြုလုပ်ပါကအကျိုးအမြတ်ခံစားရခြင်းရှိပါတယ်။လုပ်ငန်းကိစ္စများအတွက်ဗိုလ်တော်ဦးစနစ်အင်္ဂါသာသမီများနဲ့အလုပ်တွေလှုပ်ဆောင်ရမှာပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်လေပိုပြီးအကျိုးရှိပါလိမ့်မယ်။တနင်္လာကြာတာပရိတောက်ကြာတနင်္ဂနွေနေ့သားသမီးများနဲ့ဆက်ဆံလုပ်ကြရမှာတော့သတိထားသင့်ပါတယ်။လူမျိုးရေးဟောကိန်းအနေနဲ့ကတော့တနင်္ဂနွေသားသမီးများဟာလူမျိုးရေးပြဿနာများနဲ့ရုပ်တရက်အရင်ဆိုင်ရရပါတယ်။ ်ငွေကြေးအပေးယူကိစ္စမှန်သမျှသတိနဲ့ဆောင်ရွက်ပါငွေချေးပြီးလျှင်အာဏာရတာကြောင့်လူလိန်လူကောက်တွေနဲ့ဆုံတွေ့ရတတ်ပါတယ်အသင်မိုးဝဲကြောင့်အလုပ်တွင်စန့်ကျင်တိုက်ခိုက်ခံရခြင်းမနာလိုဝန်တို့ခြင်းရန်ညှိုးထားခြင်းများကြုံတွေ့ရတတ်ပါတယ်ပညာရေးဟောကဲ့အနေနဲ့ကတော့တနင်္ဂနွေသားသမီးတွေကပညာရေးကိုဝရီးယားဆိုင်ရမယ့်နေ့ဖြစ်ပါတယ်။လုပ်ငန်းခွင်တစ်ဖက်ပညာတစ်ဖက်အဖက်ဆောင်ရွက်ရမယ့်နေ့ဖြစ်ပါတယ်။ပညာရေးမှာ ညာနာဆိုင်ရာပညာရမြဒီတွင်ဆန်းသက်သောပညာရမြသင်ယူသင့်ပါれဘာသာစကားနှင့်အမှုပညာဖန်တီးမှုစွမ်းအားမြင်မာမယ်လုပ်ငန်းခွင်စာမွေးဖြစ်ဆိုခြင်းများကြိုတင်ပြင်ဆင်မှုဖြင့်အောင်မြင်ခြင်းကိုဆွခုနိုင်ပါမယ်ကျမ်းမာရေးအားနည်းမှုကြောင့်မိမိပညာရေးတွင် အားနည်းသွားရပါれမိသားစုကိစ္စအတွက်ကြောင့်ပညာရေးနှောင့်နေရပါれတနင်္ဂနွေသားသမီးများဟာတနင်္တာအတွင်းအခြေရင်းမှာတဟဇာတာဖြစ်အောင် ထိန်းချုပ်ဖို့လိုအပ်တဲ့စိန်ခေါ်မှုများကိုရင်ဆိုင်ရနိုင်ပါတယ်။တနင်္ဂနွေသားသမီးများအိမ်ထောင်ရင်းနဲ့အခြေရေးခိုင်မာစေရန်မှာအရေးကြီးဆုံးအချက်မှာမိမိကိုယ်ကိုယုံကြည်မှုလွန်ကဲ့ခြင်းကမိမိရဲ့ချစ်သူအပေါ်အိမ်တောင်ပဲအပေါ်ဖီအားပေးမှုများဖြစ်ပေါ်ရပါလေ။အသေးအမွှားပြဿနာများပေါ်ပေါက်လာနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာထိခိုက်လွယ်ခြင်းစိတ်ခံစားမှုအတက်အကျကြီးခြင်းတွေကြောင့်အိမ်ထောင်ဘက်နဲ့ဆက်သွယ်ရာမှာအဟန့်အတားဖြစ်စေနိုင်ပါတယ်။ မိမိဤမန္တာသောချစ်သူနှင့်မေတ္တာမျှရပါれတောင်းရဲ့မြောက်ရဲ့မှာချစ်သူခင်သူနှင့်ကြုံတွေ့ရပါမယ်အခြေရင်မှာစမ်းပွင့်မှုလွန်ခဲ့တာကြောင့်မေတ္တာ၏အရှုထွေးများပေါ်ပေါက်လာတတ်ပါれချစ်သူရဲ့အထင်လွဲမှမှုတွေကိုလည်းဖြည့်ရှင်းရတတ်ပါれတင်းငွေနယ်သားသမီးအိမ်တောင်တဲ့များအနေနဲ့အာရပျော်ရွှင်သောအိမ်တောင်ရင်းဖြစ်မယ်အိမ်တောင်ရှင်များသားသမီးရဲ့အတွက်တည်င်းထူကြရပါမယ် အပြောပါလိုက်စားခြင်းကြောင့်မိမိခုန်တဲ့ကကြာဆင်းတယ်လို့သတိထားဆင်ခြင်းတင်ပါတယ်။အိမ်တော်ရှင်အမျိုးသားများအပြောပါလိုက်စားခြင်းကြောင့်ငွေကြေးကုန်ကြများရပါတယ်။ကျမ်းမာရေးဟောခဲ့အနေနဲ့ကတော့တနင်္ဂနွေသားသမီးများဟာကျမ်းမာရေးနဲ့ပတ်သက်ပြီးအထူးသတိထားရပါမယ်။ကျမ်းမာရေးမှာနှလုံးသွေးကြောခြင်း၊ခြောက်ဆိုးခြင်း၊ပခုံးလည်ဆဲရိုးနာခြင်း၊အပူနာ အဖုအကျိတ်များဖြစ်ပွားရပါတယ်။ဒါအပြင်အဆင်မြင့်ရောင်ယောဂ၊ဒူလာယောဂ၊ချမ်းစိမ့်တုံခြင်း စတဲ့ဝေဒနာတွေကိုခံစားရတတ်ပါတယ်။အထူးအောအနေနဲ့ကတော့တနင်္ဂနွေသားသမီးများဟာ၁၄ရက်၄လ2026မှာ16ရက်6လ2026အထိပေါ်ပေါက်လာသောစိတ်ကူးတွေကိုလက်တွေ့အကောင့်တွေပေါ်နှောင့်နှေးမနေသင့်ပါဘူး။လူမျိုးကွဲဘာသာကွဲများနဲ့လုပ်ငန်းဆက်တူပြုလုပ်ရင်အထူးအောင်မြင်ပါမယ်။ဒါပေမဲ့အပြိုင်ဆိုင်အနောက်ရှက်များဝင်လာတတ်ပါတယ်။ရာထူးတက်ခြင်း၊နေရာပြောင်းရွှေ့ခြင်း၊ဥအိမ်ဆောက်လုပ်ခြင်းများရှိပါမယ်။ မယောဖူးသေးသောဒေတာရေချားမိချားဒေတာများကိုခရီးသွားရတတ်ပါတယ်။အိမ်ချမ်းမြင့်စက်ပစ္စည်းများဝင်မယ်၊ရွှေတက်ပစ္စည်းများလည်းဝင်ပါလိမ့်မယ်။ဖျားပုံ၊တန်ဃာတော်ပုံ၊သူတော်စင်ပုံများအိမ်တို့ရောက်ရှိလာတတ်ပါတယ်။တနင်္ဂနွေသားသမီးများအသက်20နှစ်မှ24နှစ်အတွင်းကံညံ့နေတတ်ပါတယ်။အသက်30နှစ်မှ36နှစ်အတွင်းအဆိုးကြီးမဟုတ်တော့လဲသတိနဲ့လောက်ကင်ဆောင်ရွက်တင်ပါတယ်။46နှစ်မှ49နှစ်အတွင်းအနောက်ရှင်များကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့်သတိနဲ့တွာလာလောက်ကိုင်းတင်ပါတယ်။တနင်္ဂနွေသားသမီးနှစ်ကျွင်း၊၃ကျွင်း၊၄ကျွင်း၊၆ကျွင်းဝင်ဖွားသူများအလုပ်ကိစ္စ၊လုပ်ငန်းကိစ္စများတွင် ကောင်းကျိုးချမ်းသာများကြုံတွေ့ရပါမယ်။ရာထူးတက်ခြင်း၊ဂုံထူးပွေထူးများရရှိပါမယ်။မိမိကုန်သတင်းလည်းငွေပြန့်ကျော်စောပါလိမ့်မယ်။အိမ်တွင်လည်းအဆင်ပြေပါလိမ့်မယ်။စိတ်ချမ်းသာရပါလိမ့်မယ်။အိုးအိမ်အသေးစားလို့ချင်းရှိပြီးသားအိုးအိမ်များကိုပြင်ဆင်ခြင်းတို့ပြုလုပ်ရခြင်းကြုံရပါမယ် ငွေအလုံးလိုက်အရင်လိုက်ဝင်လာမယ်နေအိမ်မှာကောင်းမှုကုသိုလ်တွေအလူပွဲတွေလက်ထက်မင်္ဂလာပွဲတွေကျင်းပရတတ်ပါတယ်ဒီနေ့မှာတော့ထင်ပေါ်ကြော်စောမယ်မိတ်ဆွေတွေကြားမှာလည်းထင်ပေါ်ကြော်စောပါမယ်ဒီလိုကောင်းမွန်တဲ့နေ့မျိုးမှာစိန်ခံပြီးတော့မနေသင့်ပါဘူးတနင်္ဂနွေသားသမီးတကျွင်းငါးကျွင်းသုံးညကျွင်းဝင်ပွားသူများအရှုပ်အရှင်းများကြဝင်ရောက်ဆောင်ရွက်ပေးရခြင်းစကားများအချင်းများကြုံတွေ့ရပါမယ်လုပ်ငန်းပြင်မှာလည်းပြဿနာဖြစ်ရတတ်ပါတယ် ဘဝဝင်ရဲ့ဆွဆွပြောဆိုခြင်းသိကခြားခြင်းတို့ခံရရပါတယ်။အိမ်ဘဝဝင်မီးလောင်ခြင်းမီးလန့်ခြင်းကိစ္စများနာယီကိစ္စများပေါ်ပေါက်တတ်ပါတယ်။ထိုကဲ့သို့ပေါ်ပေါက်လို့ရှိရင်အညံ့များပူမိုဟိုးဝါလာတတ်ပါတယ်။မီးလန့်ခြင်းနာယီကိစ္စအိမ်အနီးနာတွင် ပေါ်ပေါက်ပါကအိမ်မှာမနေပဲရှောင်ရှားသင့်ပါတယ်။ညံ့များသော ကာလဖြစ်၍လုပ်ငန်းတွင်ဖြစ်စေအိမ်တွင်ဖြစ်စေဆရာသမားမိတ်ဆွေတွေနဲ့ဖြစ်စေအထူးတရီထားဆက်ဆံသင့်ပါတယ်။အထူးအောင်းအနေနဲ့ကတော့ တနင်္ဂနွေသားသမီးများဟာတကူးလကဆုံလတပေါင်းလတို့မှာခိုင်ရန်ဒေါသဖြစ်ပြီးအမှုအခင်းများကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့်အဲဒီလတွေမှာသတိထားသင့်ပါတယ်။တနင်္ဂနွေသားသမီးများတောင်းရက်ခီးသွားလာခြင်း၊ဝေကြီးကိစ္စစာချုပ်စာတမ်းများ၊အာမခံလက်မှတ်ရေးထိုးခြင်းနဲ့အထူးရှောင်ကျဉ်သင့်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဆောင်ရန်ရှောင်ရန်ရရရများတနင်္ဂနွေသားသမီးများအရေးကြီးသောအလုပ်များလုပ်ဆောင်မယ်ဆိုရင် ကြာသာပြီတင်းလာတောက်ကြနေတွင်လှုပ်ဆောင်ပါကျိုးပေးမဲ့အယောင်တွေကတော့အဖြူရောင်အပြာရောင်ခရမ်းရောင်တို့ဖြစ်ပါတယ်ရှောင်ရှားရမဲ့အယောင်တွေကတော့အနီးအနက်အဝါအစိမ်းတို့ဖြစ်ပါတယ်အကျိုးပေးမီအဆောင်ရည်ရာများပရံများအနီးရောင်ကြောက်မြရဏတို့ဖြစ်ပါတယ်အကျိုးပေးသော အခေယနဲ့ခနန်းမှာစာကွယ်ဖောက်တို့တာဝန်မှုကာကြီးအကျိုးပေးသောခနန်းမှာတုံညာ၄၉၁တို့ဖြစ်ပါတယ် ရရအနေနဲ့ကတော့တနင်္ဂနွေသားသမီးတွေက တနေ့ပတ်လုံးမိမိမွေးနေ့တိုင်းတလမတရက်အိမ်ဖေရဒါမမို့တကိုကြီးဖေရမှာကြောက်အိုးဖြင့်ကစွန်းညွခရင်ညွစွန်းညွတညွစီပေါင်းပြီးကြာဝင်ငါးဝင်ခန္ဓာပါပန်းငါးဝင် ပေါင်းပြီးတော့ကတ်လူပေးပါအနောက်ရဲ့ဖေရတွင်ရွှေဆိုင်ကတ်လူပါတနင်္ဂနွေသားသမီးများကျန်းမာရေးမကောင်းလျင်ပြုလို့ရမယ့်ရတရာကတော့ဇလန်25ညွကိုဒူးမချီဖျားထိထားပြီးအိပ်ပါလွမ်းသွားတဲ့ဇလန်ညွတွေကို တောက်ကြသားသမီးတဦးအားတောင်ရက်ကိုစွန့်ခိုင်းမှာတနင်္ဂနွေသားသမီးများအသက်ရှည်အနာမဲ့စေရန်အင်သားကိုဖျားဆင်းသူပြုလုပ်ပြီးကိုယ်ွယ်ပါဘေးရန်အမျိုးမျိုးမှာကင်းလို့ရန်တနင်္ဂနွေသားသမီးများတနင်္ဂနွေနံတောက်ကြနံဖျားလက်စုစုတွင်ပုတ်ပုံသည့်ဥထဲတွင်ရေထည့်ပြီးလှူဒန်းခြင်းဆောင်ရွက်ပါလက်ရှင်စေရန်တနင်္ဂနွေသားသမီးများမိမိအိမ်တကားဝအမြင်တွင်ကံကောညွန့်ခရင်ညွန့်တို့ကို ခြီထားပါခုနှစ်ရက်တစ်ကြိမ်လဲပေးပါ အထက်လူကြီးနဲ့အဆင်ပြေမဆစေရန်တနင်္ဂနွေသားသမီးများအိမ်ရှိဖရာပန်းဦးတွင်အုံပန်းဒါမမို့ပေါပန်းဖြူလူတန်းမှာဟုတ်ကဲ့ပါခင်ဗျာတနင်္ဂနွေသားသမီးများဒီနေ့2026ခုနှစ်နှစ်သစ်မှာကံကောင်းခြင်းတွေပိုင်ဆိုင်ကြပါစေဘေးရန်မျိုးမျိုးမှာကင်းဝေးကြပါစေ